တရုတ်နိုင်ငံကလွန်ခဲ့တဲ့ဆယ်စုနှစ်တော်ကြာကလေးကသူတို့ရဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကိုချိန်ချောင်းမှုတစ်ခုအဖြစ်ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ American ကာကွယ်ရေးဝန်ကြီးဌာန DOD ကဒီအသေးစိတ်အချက်အလက်တွေကိုစူးစမ်းဖော်ထုတ်ထားပါတယ်။ဒီပြင်မှာတော့ပေကျင်းကတပ်ဖွဲ့တွေကိုပံပိုးပေးတဲ့နေပညာနဲ့စက်ကရီယာတွေကိုထိုးထက်ကောင်းမွန်အောင်လှုပ်ဆောင်နေတယ်လို့ပူပေါင်းလေးချင်းမှုတွေကိုလည်းပုံမိုးပါဝင်လှုပ်ဆောင်နေပါတယ်။ သူတို့ဟာဂျုံကြီးတွေကိုအန်အောစရာကောင်းလာအောင်အရှိန်အဟုန်နဲ့ထိုးထအောင်လှုပ်ဆောင်နေပြီးတော့အထူးသဖြင့်အတန်ထက်မြန်နှုံးမြင့်ဂျုံကြီးကဏ္ဍမှာစစ်ပွဲအတွက်နယ်ပယ်တစ်တခုကိုဖန်တီးမဲ့အခြေအနေမှာရှိနေတယ်လို့ယူဆရပါတယ်။ပင်လယ်ပြင်မှာလည်းတရုတ်ကကမ္ဘာအကြီးဆုံးရေတပ်ကိုဖွင့်ဖြိုးအောင်လှုပ်ဆောင်ထားပါတယ်။သင်္ဘောနဲ့ရေငုပ်သင်္ဘောပေါင်း390ကျော်အပြင်2023ခုနှစ်မှာတတိယမြောက်လေယာဉ်တင်သင်္ဘောကိုပါလွှတ်တင်ခဲ့ပါတယ်။ လေကျောင်းမှလည်း PLA လေးတက်မှာအရင်အထက်လေရင်ပိုများလာသလိုဘေကျင်းကမောင်းသူမဲ့လေရင်တိဆောက်မှုကိုပါလှုပ်ဆောင်နေပြီးတော့ H6N nuclear တိုက်ခိုက်နိုင်တဲ့ဘုံကျဲလေရင်ကိုလည်းဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်နေပါတယ်။ DOD ကဒါရီကိုအထူးချုပ်သုံးသပ်ထားတာကတော့တရုတ်ဟာအနောက်တိုင်းလေတပ်တွေကိုလင်းမြန်စွာလိုက်မီရောမဲ့အနေအထားမှာရှိနေတယ်ဆိုပြီးတော့ဖြစ်ပါတယ်။ဘေကျင်းက မရိကန်လိုနိုင်ငံနေနဲ့ရှင်ပြိုင်ဖို့ကြိုးစားနေတယ်လို့ယူဆနိုင်ပါတယ်။ဒါပေမဲ့မရိကန်ဝန်ရင်ဆိုင်ဖို့ကအနာဂတ်အတွက်အစီအစဉ်ဖြစ်နိုင်ပေမဲ့အခုလောလောဆယ်မှာတော့အင်ဒိုပစိဖိတ်ဒေသမှာသူ့ရဲ့လွှမ်းမိုးမှုကိုထူထောင်ဖို့ကြိုးစားနေတာဖြစ်ပြီးတော့အဲဒီလမ်းမှာအတားအဆီးအဖြစ်တနိုင်ငံတွေကအထင်ရှားရပ်တည်နေပါတယ်။အဲဒါကတော့ဂျပန်မှာပဲ။ဒိုဂျိုကတရုတ်ဘာလုံးနေလဲဆိုတာသိပြီးတော့လက်ပိုက်ထိုင်ဆောင်နေတာမျိုးမလုပ်ပါဘူး။လုံးဝမလုပ်ပါဘူး။ဂျပန်ဟာတရုတ်ရဲ့စီးရီးခင်မိမှုကိုတုံ့ပြန်နေနေ နဲ့သူ့ကိုယ်ပိုင်လက်နက်အစ်စ်တွေဖန်တီးဖို့ငွေကြေးအမြောက်များရင်းနှီးထားမြှုပ်နှံထားခဲ့ပါတယ်။အဲဒီလက်နက်တီတဲမှာအစွမ်းထက်ဆုံးတစ်ခုကအင်ဒိုပစိဘိတ်မှာတရုတ်ရဲ့ရီမန်ချက်တွေအတွက်အကြီးမားဆုံးချိန်ချမှုတစ်ခုကို ကိုးစားပြုပါတယ်။ဒီလက်နက်ကိုဂျပန်ကအောင်မြင်စွာစမ်းသပ်ပြီးစီးခဲ့တဲ့လက်နက်ဖြစ်ပြီးတော့ ပင်လယ်ပြင်မှာပြင်းမဲ့အမျိုးမျိုးကိုတိုက်ခိုက်ဖျက်ဆီးဖို့ဖြန့်ကျက်အသုံးပြုနိုင်ပါတယ်။ဒါအပြင်အရေးကြီးဆုံးကတော့ဒီလနဲ့ကတရုတ်ရဲ့အသံထက်မြန်နှုံးမြင့်ချင်းချောင်းမှုကိုတံပြန်နိုင်မဲ့ကမ္ဘာအကြီးဆုံးတံပြန်တိုက်ခိုက်မှုနည်းလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီလနဲ့နဲ့အတူဂျပန်ကတရုတ်ကိုပြလိုက်တာကအင်ဒိုပစိဖိတ်ဒေသမှာကြီးမားတဲ့စစ်အင်အားကိုပိုင်ဆိုင်တဲ့တခုတည်းသောနိုင်ငံမဟုတ်ဘူးဆိုတာပါပဲ။ဒါအပြင်ဆယ်စုနှစ်များစွာသူတည်တနာလုပ်ခဲ့ပေမဲ့ American ပြည်တော်စုကိုယ်တိုင်လက်တွေ့အကောင့်ထဲမဖော်နိုင် င်ခဲ့တဲ့လက်နက်တစ်ခုကိုဂျပန်ကတီထွင်လိုက်တဲ့အတွက်ဘေကျင်းတဲ့ကမ္ဘာအနှံ့အိုပါအာအသင်းစီခဲ့ပါတယ်။ဒါဆိုရင်အဲ့ဒီလက်နက်ကဘာလဲ။တူတူပြောရရင်တော့ real gun ပဲဖြစ်ပါတယ်။2023ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာဂျပန်ရဲ့နည်းပညာနဲ့ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ ATLA က X ရခင် Twitter ပေါ်မှာသတင်းစကားတစ်ခုကိုတင်ခဲ့ပါတယ်။ ATLA က JMSTF နဲ့ပူးပေါင်းပါဝင်မှုနဲ့ကမ္ဘာပေါ်မှာပထမဆုံးအကြိမ်အဖြစ်သင်္ဘောပေါ်က Reagan ကိုပြစ်ခတ်ဆန်သတ်မှုအောင်မြင်ခဲ့ပါတယ်ဆိုပြီးတော့ဖြစ်ပါတယ်။ JMSTF ဆိုတာဂျပန်ရေတပ်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီးတော့ဒီ post ကတရုတ်ကိုရှင်းရှင်းလင်းလင်းသတင်းစကားပေးလိုက်တာကမင်းတို့ရဲ့အတန်ထက်မြန်နှုံးမြင့်ဒုံးကြီးတွေကိုရင်ဆိုင်နိုင်တဲ့လက်နက်ငါတို့မှာရှိတယ်ဆိုတာပါပဲ။ Reagan တခုပိုင်ဆိုင်ထားတာက ဂျပန်ရဲ့ကာဝေးမူဝါဒအတွက်ဘာကြောင့်တလောက်အရေးပါတာလဲဒီထူးခြားတဲ့လက်နက်ကဘလို့အားသာချက်တွေပေးတယ်လဲဂျပန်ရဲ့ကြီးညာချက်ကြောင့်တရုတ်ကဘာကြောင့်တလောက်အံ့ဩသွားရတာလဲဒါရီအားလုံးကအင်ဒိုပစိဘိတ်ဒေသရဲ့နိုင်ငံရေးပါဝါချိန်ခွင်ရှာအတွက်ဘာလို့ဆိုလိုတာလဲလေလာသူတွေရဲ့အဆိုအရရေဂန်နေရကမ္ဘာအင်အားကြီးစစ်တပ်တွေက ရာစုနှစ်တစ်ခုကျော်ကြာအောင်မြောင်စူးစမ်းဖန်တီးနေတဲ့ဤပညာတစ်ခုဖြစ်ပါတယ်။ဒီအယူဆကိုပြင်သစ်တီထွင်သူအန်ဒရီလူးဝစ်ဆိုသူက1918ခုနှစ်မှာ ပထမဆုံးပုံစံငယ်ကိုဖန်တီးခဲ့ပါတယ်။အဲဒီပုံစံငယ်ကပြင်သစ်ဆလနက်ဝင်ကြီးဌာနရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီးတော့ပထမကမ္ဘာစစ်အတွင်းနိုင်ငံကိုအထောက်အကူဖြစ်စေဖို့လျှက်စစ်အမြောက်တစ်ခုကိုလှုပ်ဆောင်ဖို့တာဝန်ပေးခဲ့ပါတယ်။ဒါကြောင့်မဲအန်ဒရီယာသူ့ရဲ့ပုံစံငယ်ကိုအပြေအဝအလုံးလုံးနိုင်တဲ့လက်နက်တစ်ခုအဖြစ်တိုးချဲ့ န်းနီးနိုင်ခဲ့ခြင်းမရှိဘဲပြင်သစ်ကပထမကမ္ဘာစစ်အပြီးမှာဒီအယူဆကိုဆွန့်လွတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီစိတ်ကူးမှာအလားအလာရှိပါတယ်။ သူရဲ့ရေကန်ကလျှက်စစ်တန်လိုက်အောက်အသုံးပြုပြီးတော့ပြစ်ခတ်ပစ္စည်းကိုအန်အောစရာကောင်းလောက်အောင်မျက်နှုံးမြင့်ပြီးတော့ရှေ့ကိုတွန်းကန်နိုင်တဲ့လျှက်စစ်လက်နက်တစ်ခုဖြစ်ပါတယ်။ဒါဟာတနက်လိုမျိုးလက်နက်တွေနဲ့ကွဲပြားပါတယ်။ရေရိုးလက်နက်တွေကပြစ်ခတ်ပစ္စည်းကိုပြစ်ထုတ်ဖို့လိုအပ်တဲ့စွမ်းရည်ကိုထုတ်ပေးဖို့ဓာတ်ရုပ်ဗေဒလောင်ကျွမ်းမှုတမျိုးမျိုးလိုအပ်တဲ့နေရာမှာရေကန်ကလျှက်စစ်နဲ့တန်လိုက်တဲ့ပေါင်းစပ်မှုကိုအသုံးပြုပါတယ်။ ရေဂန်ဆိုရာကပုံမှန်အမြောက်တွေလိုရန်နေပေါက်ကွဲပစ္စည်းတွေမသုံးပဲလျှစ်စစ်တလိုက်ဆွမ်းအားကိုသုံးပြီးတော့ကြီးတွေကိုပြစ်လွတ်တဲ့လက်နက်ကြီးတစ်ခုဖြစ်ပါတယ်။သူကအတန်ထက်အစာပေါင်းများစွာမြန်တဲ့အရှိန်နဲ့ပြစ်နိုင်တာကြောင့်ကဘာပေါ်ကအမြန်ဆုံးလက်နက်တွေထဲမှာပါပါတယ်။ရေဂန်တကူမှအဓိကအစိပ်ပိုင်း၃ခုပဲပါဝင်ပါတယ်။ ပါဝါထောက်ပံ့မှုဘက်ထရီမီအာဒါကလည်းနဲ့ကိုအသက်သွင်းဖို့လိုအပ်တဲ့ပိုအားသန်းပေါင်းများစွာကိုပို့ပေးတဲ့မူလအရင်းမြစ်ဖြစ်ပါတယ်။အင်ဂျင်နီယာရီအထွတ်အကြီးအမားဆုံးစိန်ခေါ်မှုကတော့ဒီပါဝါစနစ်ကိုတည်ဆောင်ရလွယ်ကူအောင်ဘယ်လိုလုပ်မလဲဆိုတာပါပဲ။လက်ရှိပုံစံတွေကအရင်လေးလံနေလို့သင်္ဘောပေါ်မှာပဲတက်ဆင်ရတာမျိုးဖြစ်နေပါတယ်။ တန်လိုက်လန်းကြောင့်ဒါရီဟာအလွန်လျက်စစ်စည်းနိုင်တဲ့တန်လန်းစည်းနှစ်ခုဖြစ်ပါတယ်။တစ်ခုကလျက်စစ်အဖို့ဓာတ် plus ကျန်တစ်ခုကအမားဓာတ် minus ရှိပါတယ်။ power 6ဘတ်မှုကလာတဲ့လျက်စစ်တအားကဒီတန်လန်းနှစ်ခုကနေစီးစင်းသွားပါတယ်။ spring ဒါကတန်လန်းနှစ်ခုကြားမှာရှိတဲ့တံတားတစ်ခုလိုဖြစ်ပြီးတော့ကြည်တောင်းကိုထည့်ထားတဲ့နေရာလည်းဖြစ်ပါတယ်။လျက်စစ်တအားကတန်လိုက်တစ်ဖက်ကနေ spring ကိုဖြတ်ပြီးတော့နောက်တစ်ဖက်ကို စီးစင်းစေပါတယ်ဘလို့ဖြစ်ခဲ့လဲ ရေဂန်ကိုဖွင့်လိုက်တာနဲ့လျှက်စရာအပြင်းဆုံးလိုင်းက တန်လန်းတစ်ခုကိုဖျက်ပြီးတော့စီစဉ်ပါတယ်။လျှက်စစ်တဲ့စီစဉ်သွားတဲ့အခါအလွန်အားပြင်းတဲ့လျှက်စစ်တန်လိုက်ဆက်ကွင်းတစ်ခုချက်ချင်းဖန်တီးလိုက်ပါတယ်။အဲဒီတန်လိုက်ဆက်ကွင်းရဲ့တွန်းအားကအင်မတန်ကြီးမားတဲ့အတွက်စပရိန်ထဲမှာရှိတဲ့ကြီးတောင်းကိုအပြင်းအပြင်းထန်စွာတွန်းထုတ်လိုက်ပါတယ်။ဒီတွန်းအားကြောင့်ကြီးဟာအတန်ရဲ့အမြန်နှုန်းထက်ခုနစအထိရောက်သွားပါတယ်။လက်ရှိဂျပန်တို့တံပြန်ဖို့လုပ်နေတဲ့အတန်ထက်မြန်တဲ့ဒုံးကြီးတွေကအများဆုံး၅ဆလောက်ပဲသွားနိုင်တာကြောင့်ရေဂန်ကြီးကဘယ်လနဲ့မှမမီနိုင်လောက်အောင် ်မြန်ပါတယ်လို့ဆိုလိုတာဖြစ်ပါတယ် ဒီလောက်အစွမ်းထက်တဲ့လက်နက်ကိုအမေရိကန်ကဆယ်စုနှစ်တည်းကြာအောင်ကြိုးစားနေပေမဲ့အခုထိစစ်မြေပြင်မှာအသုံးမပြုနိုင်သေးတဲ့အ धिक အကြောင်းရင်းတွေရှိပါတယ်။တခါပြစ်ခတ်လိုက်တိုင်းကြီးမားတဲ့ဒေါ်အားနဲ့ပိုအားသန်းချီစီစဉ်မှုကြောင့်တန်လန်းတွေကအယံအမြန်မြန်ပွန်းပဲ့ပြက်စီးသွားပါတယ်။စစ်ပွဲမှာအသုံးဝင်ဖို့ဆိုရင်တော့ရေဂန်တခုက10မိနစ်ကို6ချိန်လောက်ပြစ်ခတ်နိုင်ရမှာဖြစ်ပြီးတော့လက်နက်သက်တမ်းတခုလုံးမှာအနည်းဆုံးအချိန်3000ပြစ်နိုင်ရမယ်လို့အရှိန်မှန်းထားပေမဲ့လက်ရှိနည်းပညာနဲ့မရသေးပါဘူး။အယံမြန်တဲ့ ီကရွှေလျားနေတဲ့ပြင်းမှတ်ကိုထိဖို့ဆိုရင်တော့သူ့မှာလမ်းညွှန်မှုစနစ် GPS sensor လိုအပ်ပါတယ်ပြဒနာကတော့အဲ့ဒီလမ်းညွှန်မှုစနစ်ကအလွန်အားပြင်းတဲ့တလိုင်းဆက်ကွင်းနဲ့ပြစ်ခတ်လိုက်တဲ့အချိန်မှာဖြစ်ပေါ်တဲ့ Fahrenheit 1480ဒီဂရီအထိရှိတဲ့အပူချိန်ကိုခံနိုင်ရရှိရပါမယ်။ပြစ်ခတ်လိုက်တဲ့အချိန်မှာလက်နက်ရဲ့မီးပွင့်ထွက်ပေါက်မှာ plasma လို့ခေါ်တဲ့မီလီယံလိုဓာတ်ငွေဖြစ်ပေါ်လာပြီးတော့ဓာတ်ရောင်ကြီးတွေလည်းထွက်ပါတယ်ဒီ plasma နဲ့ဓာတ်ရောင်ကြီးတွေကခြေထောက်နဲ့ထည့်ထားတဲ့လမ်းညွှန်မှုစနစ်ကိုထိခိုက်စေနိုင်တယ်လို့သိရပါတယ်မရီဂန်ကဒီပြဿနာနှစ်ခုစလုံးကိုအခုထိဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူးဒီလိုစိန်ခေါ်မှုကြီးတွေရှိနေပေမဲ့ရေဂန်ကိုဖန်တီးဖို့ဘာကြောင့်ဆက်ပြီးတော့စ조사နေရတာလဲဆိုတာကတော့ကုန်ကြစည်တက်တာမှုနဲ့အ мян နှုံးကြောင့်ပါပဲပုံမှန်ဒုံးကြီးတွေကတန်းနဲ့ချီတန်ဖို့ရှိပေမဲ့ရေဂန်ရဲ့ခြေထောက်တွေကတော့ တတုတုံတသက်ဖြစ်တာကြောင့်ဈေးအလွန်သက်တာပါတယ်။ဒီလိုအစွမ်းထက်ပြီးတော့ဈေးသက်တာတဲ့လက်နက်ဟာစစ်ပွဲတွေရဲ့ပုံစံကို လုံးဝပြောင်းလဲပြစ်နိုင်လို့ပါပဲ ရေဂန်ကိုပိုင်ဆိုင်ထားခြင်းကနိုင်ငံတနိုင်ငံအတွက်စီရေးအရာအကြီးမားဆုံးအားသာချက်တွေကို ပေးနိုင်ပါတယ်။ဒီလနဲ့ကအခုထိတီထွင်ထားသမျှတွေမှာအမြန်ဆုံးကြီးတွေကိုပြစ်လွတ်နိုင်တာမို့လို့ပါပဲ။ရေဂန်ကိုတင်မော်ရီမှာတက်ဆင်လိုက်ရင်လေထဲမှာရှိတဲ့ရန်သူရဲ့ဒုံးကြီးမှန်သမျှအထူးသဖြင့်တရုတ်ကတီထွင်နေတဲ့အတန်ထက်မြန်နှုံးမြင့်ဒုံးကြီးတွေကိုပါပြစ်ချနိုင်တဲ့ရွှေလျားကာကွယ်ရေးစနစ်တစ်ခုကိုရရှိသွားမှာပါ။ ဂုံမီပေါ်မှာတက်စင်တဲ့ရေကန်းတွေကလည်းစစ်စခန်းတွေကိုမျက်နှုံးမြင့်လေချောင်းချင်းချောင်းမှုတွေကနေကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။စစ်ဘက်အတွက်သာမကစစ်ဖက်မဟုတ်တဲ့ကိစ္စတွေမှာလည်းရေကန်းကိုသုံးလို့ရပါတယ်။ဥပမာကဘာပေါ်မှာကြာရောက်ခင် NDA ရှိတဲ့ဂျုံမွားတွေကိုလမ်းကြောင်းလွဲသွားအောင်ပြစ်ခတ်ဖို့အသုံးပြုနိုင်တယ်လို့လေလာသူတွေကအမှတ်သားထားပါတယ်။ဒါအပြင်ရေကန်အနေထွက်လာတဲ့ကြီးမားတဲ့အရွေလျားစွမ်းအင်ကိုအသုံးပြုပြီးတော့နောင်ကြရင် ိုဘက်လန်းနဲကိုဒုံးပြက်နေတဲ့ဂျိုရူတွေကိုပြစ်လို့တဲ့နေရမှာပါသုံးနိုင်ဖို့မျှော်လင့်ထားကြပါတယ်ရေဂန်တခုစတင်တီထွင်ဖို့ကဈေးကြီးရယ်ဆိုတာမှန်ပါတယ်မရီဂန်ရေတက်က15နှစ်အတွင်းဒေါ်လာတန်900နီးပါးရှင်းနေခဲ့ပါတယ်ဒါပေမဲ့တခါပြစ်ခတ်ဖို့ကုန်ကြစည်းကတော့အရန်သက်သာပါတယ်2000ခုနှစ်ကလေးကလေးလာမှုတွေအရရေဂန်ကြီးတောင်ရဲ့ကုန်ကြစည်းကဒေါ်လာ2500လောက်ပဲရှိနိုင်ပါတယ်ဒီလိုသိရတာပါဒီပမာဏဟာများတယ်လို့ထင်ရပေမဲ့လက်ရှိအမေရိကန်သုံးနေတဲ့ဒုံးကြီးတားစီ ီလနဲ့တင်နေရှင်ရင်တော့ဘာမှမဟုတ်ပါဘူးဥပမာ SM6 လို့ဒုံးကြီးဒဇင်ရဲ့တံပိုးက ဒေါ်လာ3.9တန်းလောက်ကုန်ကြပါတယ်။အကယ်၍ဒေါ်လာ2500ခန့်မှန်းကြီးမှန်ကန်မယ်ဆိုရင်တော့ SM6 တစ်စင်းရဲ့ဈေးနဲ့ Reagan G 156တောင်းကိုပြည့်လွတ်နိုင်မှာဖြစ်ပါတယ်။ဒီလိုအကျိုးကျေးဇူးတွေကြောင့် Reagan သုတေသနမှာဒေါ်လာသန်ပေါင်းများစွာသုံးခဲ့ကြတာကိုနားလည်နိုင်ပါတယ်။ဒါပေမဲ့အရင်ကတော့နေပညာပိုင်းဆိုင်ရာပြဿနာတွေကြောင့် Reagan ကိုလက်တွေ့ကျကျအသုံးပြုဖို့မဖြစ်နိုင်ဘူးလို့ထင်ခဲ့ရပါတယ်။ ဒါပေမဲ့အခုတော့အခြေအနေပြောင်းလဲသွားပါပြီ။ဂျပန်ရဲ့2023စံတမ်းမှုတွေကရုတ်တရက်ပေါ်လာတာမဟုတ်ပါဘူး။ဂျပန်ဟာအနည်းဆုံး2015ခုနှစ်ကတည်းကရေဂန်ကိုတီထွင်ဖို့စီစဉ်ခဲ့ပြီးတော့2023မှာအောင်မြင်ခဲ့တဲ့အဓိကဘန်းနိုင်ကသင်္ဘောပေါ်မှာတက်ဆင်ထားတဲ့ရွှေလျားဒုံးကြီးဒါစီယေးစနစ်ဖန်တီးဖို့ပါပဲ။သူတို့က2016မှာ March 5.8နဲ့ပြစ်ခတ်ခဲ့ပြီးတော့2018မှာ March 6.5အထိရောက်အောင်စမ်းသပ်ခဲ့ပြီးသားဖြစ်ပါတယ်။ ဂျပန်ကာကွယ်ဝင်စည်းဌာန ATLA ကလည်း2021ဘတ်ဂျက်မှာရီဂန်ကိုလက်တွေ့ကျကျအသုံးပြုနိုင်ဖို့သူတည်တနာတွေလုပ်နေကြောင်းရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။ဂျပန်ရဲ့စံတမ်းမှုက JS and Sukar စံတက်သင်္ဘောပေါ်မှာ Reagan ကိုတက်ဆင်ပြီးတော့လှုပ်ဆောင်ခဲ့တာပါအသေးစိတ်အချက်အလက်တွေကိုလျှို့ဝှက်ထားပေမဲ့2023စံတက်မှုမှာ March 7အထိပြည့်ခတ်နိုင်ခဲ့တယ်လို့ယူဆပါတယ်ဒီလိုအောင်မြင်မှုရဲ့နောက်ွယ်မှာမြင်ရတာတဲ့ပိုတဲ့အရာတစ်ခုရှိနေပါတယ်။အဲဒါကတော့ American ပြည်အောင်စုရဲ့အကူအညီပဲဖြစ်ပါတယ်။ American က2010ပြည့်နှစ်တွေမှာ Reagan ကိုဖြည့်ရှင်ဖို့အရန်နီးဆက်ခဲ့ပြီးတော့စံသက်မှုပေါင်း1000ခန့်လုပ်ခဲ့ပေမဲ့ဘတ်ဂျက်နဲ့နှီးပညာအခက်အခဲတွေကြောင့်2021အ င်မှာဒုတိယနာကိုရှက်ဆိုင်ခဲ့ရပါတယ်။တရုတ်ကအမေရိကန်ရဲ့ဒီရနာမှုကိုသူတို့ကိုအမိလိုက်ဖို့အချိန်ရပြီလို့တွေးခဲ့ပေမဲ့အမေရိကန်ကဂျပန်နဲ့ပူးပေါင်းလှုပ်ဆောင်လာမယ်လို့တော့ချုပ်တင်မျှော်လင့်ထားမှာမဟုတ်ပါဘူး။ဂျပန်ရဲ့ရေဂန်အောင်မြင်မှုကတရုတ်ကိုထိတ်လန့်စေမယ့်အဓိကအချက်ကတော့ဂျပန်ဟာအမေရိကန်ရဲ့နည်းပညာတွေနဲ့ပူးပေါင်းပြီးတော့ရှေ့ရောက်နေတယ်ဆိုတာကိုသိနေလို့ပါပဲ။ ဂျပန်နဲ့အမေရိကန်တို့ပူးပေါင်းဆောင်ရွက်မှုကိုတော့2024ခုနှစ်မေလမှာ The Japan Times သတင်းစာကနေအတည်ပြုလိုက်တယ်လို့ဖြစ်သွားပါတယ်။ဂျပန်ကသူ့ရဲ့ကာကွယ်ရေးအရာရှိတွေကိုရေဂန်ဤပညာတွေတွားရောက်ဆွေးနွေးဖို့ American CEO ဆေလုခဲ့တာကိုဖော်ပြခဲ့လို့ပါပဲ။ဂျပန်ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။သူတို့တည်ဆောက်နေတဲ့ရေဂန်တွေကိုပိုကောင်းအောင်လုပ်ဖို့ American ရဲ့အရှင်ကသူတည်တနာလုပ်ထားတာတွေကိုအသုံးချနေတာဖြစ်ပါတယ်။ဂျပန်နဲ့ American ကအချောင်ကိုရီးယားလေးပါဝင်တဲ့သုံးပွင့်ဆိုင်သဘောတူညီချက်ရဲ့အစိပ်အပိုင်းဖြစ်တာကြောင့် ောင့်ကာကွယ်ရေးကိစ္စတွေမှာ ပူးပေါင်းလှုံ့ဆော်ခွင့်ရှိပါတယ် ဒါကြောင့်ရေဂန်တိဆောက်တဲ့ကိစ္စမှာအတူတူပူးပေါင်းဆောင်ရွက်ခြင်းကဒီသဘောတူညီချက်အောက်မှာလှုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ဂျပန်ကအမေရိကန်တောင်းလက်လျှော့လို့နေပါဖြစ်ခဲ့တဲ့ရေဂန်ကိုဘာလို့ဒီလောက်အားဆိုင်လို့ရတာလဲဆိုတဲ့အဖြေကတော့တရုတ်နိုင်ငံမှာရှိနေပါတယ်။တရုတ်ကသူတို့ရဲ့ရေဂန်အောင်မြင်ပြီလို့ပြောဆိုတာကိုဘေးဖယ်ထားမယ်ဆိုရင်တောင်းတရုတ်ဟာဂျပန်အတွက်ကြီးမားတဲ့အချင်းချောက်မှုရှိနေပါတယ်။အဲဒါကတော့တရုတ်ကတည်ထွင်နေတဲ့အသံထက်မြန်နှုံးမြင့်ဒုံးကြီးပဲဖြစ်ပါတယ်။ တရုတ်ရဲ့ DF-27 ဒုံးကြီးက2021မှာစတင်အသုံးပြုခဲ့ပြီးတော့မိုင်3106ကနေ 4980အထိပြည့်ခန့်နိုင်တဲ့စွမ်းရည်ရှိပါတယ်ဒီအကွာဝေးရဂျပန်နဲ့အမေရိကန်ရဲ့ဟာဝိုင်ယီလိုနေရာတွေအထိပြည့်မှတ်ထားဖို့လုံလောက်ပါတယ်2023မှာပေါ့ကြားလာတဲ့ဆိုင်းရက်ဆာရနေ့အရာ TF27 မှာအတန်ထက်မြန်နှုံးမြင့်လေဟုန်စီးရှင်တက်ဆင်ထားတာတွေ့ရပြီးတော့ဒီတုံးကြီးမျိုးစားတချို့ကိုဂုံးမြင့်နဲ့ရေတက်ပြည့်မှတ်တွေကိုတိုက်ခိုက်ဖို့ပြန်ချက်ထားပြီးသားဖြစ်တယ်လို့လည်းဆိုပါတယ်ဒီလိုတုံးကြီးရဲ့အကွာဝေးနဲ့မြန်နှုံးကြောင့်ဂျပန်အထွတ်ချင်းချောင်းမှုဖြစ်နေပြီးတော့ဂျပန်ဒါမှမဟုတ်အမေရိကန်ကလက်ရှိ ုံးကြီးတွေနဲ့တံပြန်မှုမလွယ်ကူပါဘူး။တရုတ်ကသူ့ရဲ့ဒုံးကြီးအစ်စ်တွေဟာမရီဂန်လီယင်တင်သင်္ဘောတွေကိုတေချာပေါက်ဖျက်ဆီးနိုင်တယ်လို့တောင်ပြောဆိုထားပါတယ်။ဒါကြောင့်ဂျပန်အတွက်ရီဂန်က TF27 လို့ချိန်ချောင်းမှုတွေကိုရှင်းရှင်းလင်းလင်းတံပြန်ဖို့လက်နက်တစ်ခုဖြစ်လာပါတယ်။ဂျပန်ရဲ့ရီဂန်အောင်မြင်မှုကတရုတ်အတွက်သတင်းကောင်းမဟုတ်ပါဘူး။တရုတ်နဲ့ဂျပန်ကရှေ့လျားတဲ့စစ်ရေးပြိုင်ဆိုင်မှုသမိုင်းကြောင်းရှိပြီးတော့ ဂျပန်ကမကြာခဏအနိုင်ရခဲ့ဘူးပါတယ်။တရုတ်ရဲ့စစ်အင်အားတိုးချဲ့ရေးလမ်းကြောင်းဟာအဓိကအားဖြင့်ဂျပန်ကိုကြော်တက်ပြီးတော့အင်အားကြီးနိုင်ငံဖြစ်လာဖို့ရည်ရွယ်တာဖြစ်ပါတယ်။အတိတ်တုန်းက1890ပြည့်လွန်နှစ်တွေမှာဂျပန်ဟာတရုတ်ထက်အင်အားကြီးခဲ့ပြီးတော့တရုတ်ရဲ့နယ်မြေတွေကိုသိမ်းယူခဲ့တဲ့သမိုင်းတွေရှိခဲ့ပါတယ်။အခုတော့ဂျပန်ကစစ်တပ်မှကြီးမားစွာယင်းနှိမ့်နှံမှုတွေလုပ်ပြီးတော့ရေဂန်လိုအစင်းမြင့်ဤပညာနဲ့ တရုတ်နဲ့စစ်အင်အားတန်းတူဖြစ်လာဖို့ချိန်ချောင်းနေပါတယ်။ဒါအပြင်အမေရိကန်နဲ့ပူးပေါင်းလိုက်တဲ့အတွက်ဂျပန်ကပိုတောင်အင်အားကြီးလာနိုင်ပါတယ်။ဒီချက်တည်းအားတရုတ်ရဲ့ဒေသရင်းမှာလွှမ်းမိုးလိုတဲ့ဆန္ဒအတွက်ကောင်းတဲ့လက္ခဏာတွေမဟုတ်ပါဘူး။ ။လက်တွေ့ကြကြကြည့်မယ်ဆိုရင်တော့ဂျပန်ရဲ့ရေဂန်ကအင်ဒိုပစိဖိတ်မှာပို့ပြီးတော့ချိန်ချောက်မှုဖြစ်စေမယ်လို့တရုတ်ကအယုံကြည်ထားတဲ့အတန်ထက်မြန်နှုန်းမြင့်ဒုံးကြီးတွေကိုတံပြန်နိုင်မဲ့အနေအထားကိုရောက်ရှိစေပါတယ်။2023ရေဂန်စံသက်မှုကပုံစံငယ်တစ်ခုကိုပဲပြသနေတာမှန်ပါတယ်။ဂျပန်ကရေဂန်ရဲ့ပြစ်ခတ်ပစ္စည်းတွေအတွက်အပြေအဝလမ်းညွှန်မှုစနစ်တစ်ခုကိုတည်ထွင်ဖို့ဘလောက်နှီးစက်နေပြီလဲ။ဒါမှမဟုတ်အမေရိကန်ကမဖြေရှင်းနိုင်ခဲ့တဲ့ကြာရှည်ခံမှုပြဿနာတွေကိုဖြေရှင်းပြီးပြီလားဆိုတာမသိရသေးပါဘူး။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ DF27 နဲ့သူ့ရဲ့စွမ်းရည်အစစ်အမှန်တွေအကြောင်းကိုလည်းမသိသေးတဲ့အကြာတွေအများကြီးရှိနေသေးတာဖြစ်ပါတယ်။တရုတ်ကမြင်နေရတာကအတန်ထက်မြန်နှုံးမြက်ဒုံးကြီးတစ်စင်းကိုလေတွေကနေပြစ်ချနိုင်တဲ့လက်နက်တစ်ခုပဲဖြစ်ပါတယ်။ဒီအချက်တစ်ခုတွေရတော့အင်ဒိုပစိဖိတ်မှာတရုတ်ရဲ့ချင်းချမှုအဆင့်ကိုရှော့ချဖို့လုံလောက်နိုင်ပြီးတော့ ဒေသရင်သူရဲ့လွန်မှုမှုကပါရော့ကျသွားနိုင်ပါတယ်။ဂျပန်ရဲ့2023ရေကန်စံတမှုကဂျပန်မှာအလုံးလုံးတဲ့ရေကန်ရှိနေလို့သာတရုတ်ကိုအန်အောစီခဲ့တာမဟုတ်ပါဘူး။အဲ့ဒီရေကန်ကသူ့ရဲ့ DF27 ကိုကျင်ညာပြီးမကြခင်မှာပေါ်လာတာကလည်းထိလန့်စရာဖြစ်ပြီးတော့အမေရိကန်ရဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့နောက်ဆက်တွဲရိုက်ခတ်မှုကလည်းဘေကျင်းအတွက်ပြဿနာဖြစ်စေခဲ့တာရှင်းပါတယ်။ဒါကြောင့်ရေကန်ဆိုတာကအင်အားကြီးမှမှုကိုမြန်နှုံးနဲ့စမတ်ကြောင့်ရဲ့ဤပညာကဘလို့အနိုင်ယူနိုင်လဲဆိုတာကိုပြသနေတဲ့ ခေလွန်ဆလနာတခုရဲ့အနေဒံပဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်